အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MMU လက်ချန်နယ်ကနေပြီးတော့ဒီကနေ့မှပြန်လေကြိုးစားပါတယ်ခင်ဗျာဒီကနေ့မှကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လေထမှန်ပြီးတော့တင်ဆက်ပေးသွားအောင်ပါကတော့လာမယ့်ဒါဒီတစ်ပတ်ရဲ့နောက်ဆုံးနေ့တောက်ချာနေ့မှာထွန်မယ်ကျွန်တော်တို့ပေါ့နော်28ရက်သုံးလ2025မှာထွန်မယ်2ရက်အတွက်ဒီကနေ့မှအကောင်းဆုံးကြိုးစားထားတဲ့ခဏကိုပြန်လေမျှဝေပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုတင်ဆက်ပေးအောင်ပါဖြစ်တယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့တင်လာနေပါလေအောင်နေ အင်္ဂါလဲအောင်တဲ့ဘောရဘူးနေ့မှာလဲအောင်တဲ့အခုဂျာတာဘရီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပတိလဲအောင်တဲ့ တဲမူ305လေးကြရတဲ့ပြင်ခွေမာလေးထက်ရတာဖြစ်သူတော့သုံးသီးသားထက်ရတယ်အခုတို့ကျွန်တော်တို့ကတဲရည်တွေဇတိုက်ဝင်နေပတိတွေလည်းကြာနေတယ်အခွေတွေလည်းအောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့၄ရက်ဇတိုက်လုံးရရှိပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့ယူယူမြို့မြို့မြက်မြက်တွေတော့ရရှိနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဘယ်လိုရကြသေးတယ်ရတဲ့သူတွေတော့ကျွန်တော်တို့ BD ဝါသားလေးဖြီးဖို့တောင်းဆိုခြင်းနဲ့ဒီကနေ့မှလည်းကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ဒီအကောင်းဆုံးတော့ကဏ္ဍတွေကိုပြန်လည်မျှဝေပြီးတော့ တင်ဆက်အောင်မှာဖြစ်တဲ့အတွက်ဒီကနေ့မှာတင်ဆက်မယ်ကျွန်တော်ရဲ့လက်တွေငွေတွေကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့အမမျိုးလိုက်ခိုးလဲ subscribe ဆိုတဲ့နေရာဆားရတယ်။ဒီကဘေးနာခေါင်းလောင်းလေးကိုမတရားတင်နေဒီကပေးစီခြင်းနဲ့ကျွန်တော်မနက်ဖြန်ညနေပိုင်းမှာလည်းကျွန်တော်မိတ်ဆွေတို့ကျွန်တော်အကောင်းဆုံး 3D ကိုတင်ဆက်ဖို့လည်းရှိတယ်။အဲ့ဒီဗီဒီယိုလေးကိုလည်းဆောင်ရွက်ကြည့်ရှုဖို့လည်းတောင်းဆိုခြင်းနဲ့ဒီနေ့မှာလည်းအကောင်းဆုံးကြိုးစားထားတဲ့ခဏကိုပြန်လည်မျှဝေပြီးတော့တင်ဆက်ပါဆိုတော့ကျွန်တော်ရဲ့တင်ဆက်မယ်ဒီထိတ်စီနောက်ပိုင်းပတိအခွင့်မူလေးကိုလည်းကျွန်တော်မိတ်ဆွေတွေအဆောဆုံးကြည့်ရှုစေချင်ပါတယ်။ဟုတ်ကဲ့ရှင်းဆုံးနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကထိတ်စီဆိုင်ပထမ မှုလေးနဲ့မိတ်ဆက်တင်ဆက်ပေးသွားမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ကျွန်တော်တို့ထိတ်စီပရမမှုလေးကိုကျွန်တော်တို့ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ထိတ်စီပရမမှုလေးကဘေးကသွားမလဲဆိုရင်ကျွန်တော်တို့ကဒီခွန်ရှိရဲ့နောက်ပိရှိကိုယူတယ်ပြီးရင်ဒီမှာ6တီရဲ့နောက်ပိတကူယူပြီးတော့ခွန်9ရဲ့နောက်ပိ9ကိုယူပြီးကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ဒီထိတ်စီပရမမှုလေးကို လာမယ့်တော့ကြာနေတော့ထမထုံလို့မယ်ဒီမှာကျွန်တော်တို့ကရှစ်ဆိုပြီးကြာနေတယ်ခင်ဗျအဲ့ဒီရှစ်သေးပါဖြစ်ရမလဲကျွန်တော်တို့ဒီမှာရှိတယ်ညရဲ6ရဲ့3ညရဲ့263ညပေါင်းရင်းကလည်းကျွန်တော်တို့ဒီမှာရှစ်ဆိုပြီးတော့ပေးနေပါတယ်ရှစ်ဒီသုံးလုံးပေါင်းချင်းရှစ်ဆိုပြီးတော့ပေးပါတယ်ဒီပုံစံနဲ့ပဲကျွန်တော်တို့ထိပ်စီပုံစံလေးကိုလာမယ့်တော့ကြာနေ28ရက်နေ့တော့ထမှန်ပြီးတော့အကောင်းဆုံးကျူသာပြင်ဆင်ထုံထုတ်ထားပါတယ်ခင်ဗျာ ုတ်ကဲ့ကျွန်တော်မိတ်ဆွေတဲ့ချိုက်တူမဲ့ဆိုင်လေးတို့ကျွန်တော်ယုတ်ကြည်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေတို့ထိတ်စီပရမမူလေးပုံစံလေးထွက်လာပြီเนาะပြီးရင်နောက်တဲ့ဆိုင်ကိုကြည်မယ်နောက်ဆိုင်စီလေးကျွန်တော်ဒီမှာ60ရဲ့နောက်ပိတ်ကျွန်တော်ကတက်ကိုယူထားပါတယ်ခင်ဗျအဲ့ဒီတက်တည်လေကျွန်တော်မဖြစ်သလဲဆိုရင်ကျွန်တော်ဒီမှာရှိတယ်เนาะကျွန်တော်တို့တိရဲ့ရှိရဲ့နှစ်ရဲ့ပုံချင်းကလည်းကျွန်တော်တို့ဒီမှာတစ်ဆိုပြီးတော့ပဲပေးတယ်ရှစ်တီးတဲ့ကျွန်တော်က3ည6နှစ်ပုံချင်းရှစ်ဆိုပြီးတော့ပေးထားခဲ့သလို တက်တည်လဲနေ့တရှိနဲ့ပေါင်ခြင်းကလည်းတက်ဆိုပြီးတော့ချပေးသွားတာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့နေရပြီပဲဖြစ်တယ်ခမညာဟုတ်ကဲ့အခုတက်မှပြီးတော့ကျွန်တော်မိတ်ဆွေတို့အတွက်ကျွန်တော်နောက်ဆုံးရက်မှာထွက်မယ်ထိတ်စီဆိုင်လေးကိုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့တက်ဆက်ပေးပါမယ်ခမညာဟုတ်ကဲ့အဲ့ဒါခါလေးကျွန်တော်တို့ဒီမှာခွန်9ရဲ့နောက်ဝေး9ကိုယူထားတယ်အဲ့ဒီ9လေးပါဖြစ်ရမလဲကျွန်တော်ဒီမှာရှိတယ်၃ညရဲ့ 4ရက်3ည4ရက်လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီကျွန်တော်တို့ကငားမှုဆိုပြီးဆင်ပေးရမယ်ဒီမှာ4 3ညပေါင်းခြင်းက4ပဲရှိပါသေးတယ်ခင်ဗျာ4ကိုငားဖြစ်ခြင်းတော့ကျွန်တော်တို့တစ်တလုံးဖြစ်ရင်3ည4တပေါင်းခြင်းကငားဆိုတော့ပြည်လိုက်တဲ့တည်တည်ကျွန်တော်ရဲ့မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့တောက်ချာနေ28ရက်3လ2025မှာထွက်မဲ့ဒူရီရဲ့ ကျွန်တော်ထိတ်စီဖြစ်သွားပြီဒီထိတ်စီဒီဆိုင်လေးကလည်းကျွန်တော်မိတ်ဆွေတို့ထောက်ကူပြုမယ်အကြိုက်ဆုံးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ဖြစ်တယ်ခင်ဗျာအရင်ကလာတဲ့ကျွန်တော်တို့ထိတ်စီမှုလို့ပြောလို့လည်းရပါတယ်ခင်ဗျာဟုတ်ကဲ့ခုဆိုရင်ကျွန်တော်တို့မှာထိတ်စီပရမမူလေးပြီးပြီဆိုတော့နောက်ထပ်ဒုတိယဆိုင်ထိတ်စီဆိုင်လေးကိုကျွန်တော်တို့ထပ်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့နောက်ထပ်ဒုတိယဆိုင်ထိတ်စီလေးကကျွန်တော်ပြန်ထပ်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်6ရှစ်ရဲ့နောက်ပိတ်ကျွန်တော်က ရှစ်ကိုယူထားတယ်။ပြီးလည်းနောက်ထပ်တစ်ခွန်ရဲ့နောက်ပိတ်ကျွန်တော်ကခွန်ကိုယူထားတယ်။ပြီးလည်း6ရှစ်ရဲ့နောက်ပိတ်ရှစ်ကိုယူပြီးကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကနောက်ထပ်ထိပ်စီပထမမှုကိုထုံလုပ်တင်ဆက်ပါဖြစ်တယ်။ဟုတ်ကဲ့အဲ့ဒါကကျွန်တော်တို့ဘလို့ပုံစံသွားကြတယ်ဆိုရင်ကျွန်တော်တို့ကရှစ်ကိုနှစ်ခတ်ချိန်မယ်ရှစ်ကိုနှစ်ခတ်ချိန်တစ်ဆိုပြီးရရှိတယ်။အဲ့ဒီဒီပါဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာရှိတယ်။၄ရက် တုံညာရဲ့ခွန်ရဲ့၄တုံညာခွန်ပေါင်းခြင်းကတက်မှုပေးသွားတဲ့ရှင်းနှက်ခတ်၄သုံးလုံးပေါင်းခြင်းတက်ဆိုပြီးတော့ကျွန်တော်ပြန်ကြနေတဲ့ပုံစံနဲ့လာမဲ့တာတောက်ကြနေ28ရက်နေအတွက်ကျွန်တော်ကနောက်ထပ်ထိစီအကောင်းဆုံးလေးကိုဒီပုံစံနဲ့ထပ်မံပြီးတော့ကျွန်တော်ပြင်ဆင်ပြီးတော့အကျိုးစားပြီးထပ်မံတက်ဆက်ထားရခင်ဗျ။ဟုတ်ပြီယင် နောက်ထပ် site ကိုဆက်ပြီးတော့တွားအောင်မယ်။နောက် site ကလည်းကျွန်တော်ဒီမှာတက်ခွန်ရဲ့နောက်ပိတ်ခွန်ကိုယူထားတယ်။နော်အဲ့ဒီခွန်ကိုနှက်ခတ်ချင်းလေးပါရတယ်ကျွန်တော်တို့ကတုံညာဆိုပြီးတော့ပေးတယ်။ အဲဒီညတိဘာဖြစ်မလဲကျွန်တော်ဒီမှာရှိတယ်3ရက်1ရက်6ရက်3 6ပေါင်းရတယ်3ညဆိုပြီးပြီးသွားပြန်တယ်ခင်ဗျာ8ကိုနှစ်ခတ်ချင်းတစ်တည်တဲ့4 3ညခုံပေါင်းရင်တစ်ဆိုပြီးတော့ချပေးခဲ့တယ်လို့ခုံကိုနှစ်ခတ်ချင်းချင်းကလည်း3ညမို့လို့3 6ပေါင်းရင်ကလည်း3ညကိုပေးနေပြီဖြစ်တယ်ခင်ဗျာ ဟုတ်ကဲ့ဥထပ်မှာတင်ဆက်မဲ့ site ဒီလာမေတာ28ရက်3လကျွန်တော်တို့2025တောက်ကြာနေတွေနောက်ထပ်သီးသထိစီပထမဘူပီဘီဖြစ်တဲ့နောက်တဲ့ထိစီလေးကိုထက်ကြည့်မယ်။အဲ့ဒါဒီကျွန်တော်ဒီမှာ6ရက်နောက်ပဲကျွန်တော်က8ကိုယူထားပြန်တယ်။အဲ့ဒီ8ကိုနှစ်ခတ်ချိန်လဲပါရတဲ့8ရက်နှစ်ခတ်ဒီတကိုပေးတဲ့ခင်ဗျာ။အဲ့ဒီတိတိလေးပါဖြစ်ရမယ်ကျွန်တော်ဒီမှာ8ရက်9ရက်3ရက်9ရက်3ရက် ပြီးလွတ်နေတဲ့ကဏ္ဍလုံးပေါင်းရင်ဒီကျွန်တော်တို့ကဘာဖြစ်ရမလဲတစ်မှုဖြစ်ရမယ်ငါတုံညာပေါင်းရင်ကငါငါကိုတစ်ဖြစ်ချင်တော့ကျွန်တော်တို့ဒီမှာ6တလုံးဖြစ်ရင်ငါတုံညာ6ပေါင်းရင်ကတစ်ဆိုတော့ဖြစ်လိုက်တဲ့6ဒီကျွန်တော်မိတ်ဆွေတွေ့လာမယ်ဒါကျွန်တော်တို့တောက်ချီယာနေ28ရက်တော့2025မှာထွက်မယ်ဒုတိယနောက်ဝေးဖြစ်တယ်ဥစဉ်ကျွန်တော်မိတ်ဆွေတွေမြည်တွေ့တိုင်းပဲတစ်ထိတ်စီ6ထိတ်စီဆိုပြီးတော့ကျွန်တော်တို့ကဏ္ဍလုံးပေါ်ထွက်လာတယ်နော်ကျွန်တော်တို့ဒီကနေ့နှလုံးထဲကမှာဘယ်ထိပ်စီကကျွန်တော်မိတ်ဆွေတွေအကြိုက်ဆုံး အားသာဆုံးဖြစ်မဲ့ဆိုတာလေးကိုလည်းအကျံပြုစေချင်ပါတယ်ထူးထူးခြားခြားလေးနဲ့ပေါ့နော်အရန်ကိုလှတဲ့ကျွန်တော်တို့ကထိတ်ဆိတ်မှုလေးတွေဖြစ်တယ်အခုဆိုကျွန်တော်တို့ထိတ်ဆိတ်မှုလေးတွေပြီးပြီဆိုတော့ကျွန်တော်ကနောက်ပိတ်ဇိုက်လေးကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟုတ်ကျွန်တော်တို့နောက်ပိတ်ဇိုက်ကလည်းကျွန်တော်ပြသွားမယ်ဆိုကျွန်တော်တို့ဒီမှာပေါ့နော်ခွန်ရဲ့ နှစ်ရကိုကျွန်တော်ပေါင်မယ်ခွန်နှစ်ပေါင်ခြင်းခွန်နှစ်ပေါင်ခြင်းကကျွန်တော်တို့ကကိုကိုပေးတယ်ခင်ဗျာအဲ့ဒီကိုကိုနှစ်ခတ်ချိန်ပါရကိုရဲ့နှစ်ခတ်ဒီကျွန်တော်တို့က6ကိုပေးတယ်အဲ့ဒီ6ဒီပါဖြစ်မလဲကျွန်တော်ဒီပါရှိရဲ့6ရဲ့3ရရဲ့ပေါင်ခြင်းကလည်းကျွန်တော်တို့ကဒီမှာ6ဆိုပြီးပေးတယ်ခွန်နှစ်ပေါင်ခြင်းက9တဲ့ခုနှစ်ခတ်6ဒီနှလုံးပေါင်ခြင်း6ဆိုပြီးတော့ပြတ်ကြတဲ့ပုံစံနဲ့ပဲနောက်ပြီးပထမမူကိုလာမယ်ကျွန်တော်ကတောက်ကြနေ28ရဲ့နေ့တွေထပ်မှန်ပြီးတော့ပြင်ဆင်ပြီးတော့အကောင်းဆုံးကြိုးစားပြသထားတာဖြစ်တယ်ခင်ဗျာ ဟုတ်ကဲ့ပြီနောက်တစ်ဆိုင်သွားမယ်နောက်တစ်ဆိုင်ကလည်းကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့က6ရက်2ရက်ကိုပေါင်းမယ်6နှစ်ပေါင်းခြင်းခံမရ6နှစ်ပေါင်းခြင်းကလည်းကျွန်တော်တို့ကပါရလဲ8ကိုရရှိတယ်8ကိုနှစ်ခတ်ချင်းချင်းတည်လဲကျွန်တော်တို့က1ကိုပေးတယ်ပေါ့နော်အဲ့တစ်တည်းပါမြင်လဲကျွန်တော်ဒီမှာရှိတဲ့8ရက်3ရေပေါင်းခြင်းကလည်း1ကိုပေးသွားပြန်တယ်ခွန်နှစ်ပေါင်းခြင်းက9တဲ့9နှစ်ခက်6မို့လို့ကျွန်တော်တို့က6တောင်ကြပေါင်းခြင်း6ကိုချထားပေးပြီးတော့ ရှင်း6နှစ်ပေါင်းခြင်းကလည်းရှိရှင်းနှစ်ခက်တက်မလို့ရှင်း3ပေါင်းခြင်းကလည်းတက်ဆိုပြီးတော့ကျွန်တော်တို့ကပေးနေတာဖြစ်တယ်ပေါ့ခင်ဗျာအခုကုသိုလ်ကြောင့်ထူးထူးခြားခြားလေးပေါ့နော်ရရှိသွားတာဖြစ်တယ် ဟုတ်ကဲ့အခုလိုကျော်မိတ်ဆွေတို့ကျွန်တော်ကနောက်ထပ်နောက်ဝေးပထမမူလေးကို28ရက်ကြောင်းတောက်ကြနေတော့ထပ်မံပြီးတော့ကျော်မိတ်ဆွေတွေကိုတက်တာပြီးခြင်းနဲ့အဲ့ဒါကလည်းကျွန်တော်တို့ပေါ့နော်ကျွန်တော်ဒီမှာခွန်ရခွန်ရကိုကျွန်တော်တို့ကပေါင်းနေခွန်ခွန်ပေါင်းခြင်းခွန်ခွန်ပေါင်းခြင်းရတယ်ကျွန်တော်က၄ကိုရရှိတယ်၄ကိုနှက်ကချင်းချင်းတွေရတယ်ကျွန်တော်တို့ကနှစ်ဆိုပြီးပေးတယ်ခင်ဗျအဲ့နှစ်ဒီကဘာဖြစ်မလဲကျွန်တော်ဒီမှာရှိတယ်၄ရလွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းကနှစ်မှုဆိုပြီးဆင်ရမယ်ဒီမှာကကျွန်တော်တို့က၄တလုံးပဲရှိတယ်၄ကိုကျွန်တော်တို့ကနှစ်ဖြစ်ချင်ရင်ဒီမှာ၈တလုံးထည့် ၄ရှစ်ပေါင်းခြင်းကနှစ်ဆိုတော့ဖြည့်လိုက်တဲ့ရှစ်ကကျွန်တော်မိဆွေအတွက်လာမဲ့တာကျွန်တော်တို့ တောက်ကြံနေ28ရက်နေမှာထွန်မဲတာဒူဒီရဲ့နောက်ပဲဖြစ်တယ်အခုဆိုရင်တော့ကျွန်မိတ်ဆွေတွေမြင်တွေ့တိုင်းပဲကျွန်တော်နက်ခတ်ပုံစံလေးခင်ဗျ tip taste ရှင်းနောက်ပဲပေါ့နော်နက်ခတ်ဆိုင်လေးကိုရရှိလာပြီပဲဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ကပါဝါလဲကြာထားပြီးပြီးနက်ခတ်လဲကြာထားပြီးပြီးเนาะကျွန်တော်ဒီမှာနောက်ထပ်နက်ခတ်ပုံစံလေးထပ်ပေးနေတယ်ဆိုတော့သူချချာလေးပေါ့နော်အရန်ကိုလာတာကိုမြင်တွေ့နေရပြီကျွန်တော်တက်ဆက်ပေးတဲ့ဒီကိုပရိဆိုင်လေးကလဲသူချချာလေးနဲ့ဂျိုင်းနေတတ်မယ်လို့ ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကနောက်ခပုံစံပြီးသွားပြီဖြစ်တဲ့နောက်တဲ့ဒူဂျီယာဆိုင်နောက်ပဲလေးကိုကျွန်တော်ထပ်ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်တဲ့ဒူဂျီယာဆိုင်နောက်ပဲကလည်းကျွန်တော်ဒီမှာရှိရဲ့ခွန်ရဲ့၄ရဲ့၂ရဲ့ခွန်၄နှစ်ပေါင်းခြင်းကိုယူတယ်ခွန်၄နှစ်ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာပါရတယ်သုံးဆိုပြီးတော့ကျွန်တော်တို့ရရှိသွားတယ်ခင်ဗျာအဲ့ဒီတော့လည်းကျွန်တော်ဘာဖြစ်သလဲကျွန်တော်ဒီမှာရှိရဲ့6ရဲ့4ရဲ့3ရဲ့ 643ပေါင်းချင်းကလည်းကျွန်တော်တို့ဒီမှာပဲဖြစ်သွားတယ်3ဆိုပြီးတော့ပေးတယ်နော်ကျွန်တော်တို့ဒီမှာ3လုံးပေါင်းလိုက်တာတဲ့3ဆိုပြီးပေးတယ်အဲ့3ကလည်းကျွန်တော်တို့ဒီမှာ3လုံးပေါင်းချင်းပြန်ကြပါတော့3လုံးပေါင်းချင်းက3လုံးပေါင်းချင်းပြန်ကြပုံစံနဲ့ပေါ့နော်နောက်ပြီးနောက်တစ်ဆိုင်ကိုလာမယ့်တောက်ကြံနေ28ရက်နေ့တွေကျွန်တော်ကဒီပုံစံလေးနဲ့ပဲထပ်မံရှာဖွေပြီးကြုံမိစီတွေကိုအကျိုးပြုနိုင်မယ့်နံပါတ်လေးထပ်ပြီးထုတ်နှုတ်ပေးထားတာဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ်ဆိုင်ကိုကြည့်မယ်နောက်ဆိုင်ဒီလေကျွန်တော်ဒီမှာရှိရ6ရက် 6ရက်2ရက်69နှစ်ပေါင်းခြင်းကိုယူတယ်69နှစ်ပေါင်းခြင်းကလည်းကျွန်တော်တို့ကဒီမှာဗာရလဲ69ပေါင်းခြင်းကငါငါနှစ်နှစ်လောက်ပေါင်းခြင်းဒီလေကျွန်တော်တို့ကခွန်ကိုပေးနေတဲ့ခင်ဗျအဲ့ဒီခွန်ကလည်းကျွန်တော်ဒီမှာရှိတယ်1ရက်3ရက်3ရက်တက်33ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာခွန်ဆိုပြီးကြာသွားတယ်ခင်ဗျာเนาะရန်ကိုထူကြတဲ့ပုံစံကလေးဖြစ်တယ်ဒီမှာ၃၃ပေါင်းလိုက်တာကကျွန်တော်တို့က၃ဆိုပြီးပြီးတယ်။အဲဒီ၃ကလေးဒီမှာ၆၄၃ပေါင်းခြင်း၃ဆိုပြီးတော့ချပေးတယ်။နောက်တစ်ခု 69နှစ်ပေါင်ခြင်းကလည်းကျွန်တော်တို့ကခွန်ကိုပေးတယ်အဲ့ဒီခွန်ကလည်းကဲကျွန်တော်ဒီမှာ133ပေါင်ခြင်းခွန်ဆိုပြီးတော့ချပေးပြန်တယ်ခင်ဗျာပေါ့နော်နောက်ပိတ်ဆိုင်ဒီလိုဆိုထပ်ထုတ်ထားတယ်အခုထပ်မှမိကြောင်းကျောင်းပိတ်ဆိုတင်ဆက်မှာကလာမဲ့တာ28ရက်တောက်ချာနေ့မှာထွန်မဲ့ဒူဒီရဲ့ကျွန်တော်ကနောက်ပိတ်ကိုထပ်ပြီးထုံထုတ်ပေးသွားမယ်အဲ့ဒါကလည်းကျွန်တော်ဒီမှာခွန်ရဲ့၊၃ညရဲ့ခွန်ရဲ့ခွန်၃ညခွန်ပေါင်ခြင်းကိုယူတယ်နော်ခွန်၃ညခွန်ပေါင်ခြင်းကလည်းကျွန်တော်တို့ဒီနေရာမှာလေးဆိုပြီးတော့ရသွားတယ်ခင်ဗျာ เนาะအဲ့ဒီလေးကလည်းကျွန်တော်ဗျာပြရမယ်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့က6ရေ9ရေလွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းသည်လေးမှုဖြစ်ရမယ်6 5ပေါင်းခြင်းကကျွန်တော်တို့ဒီမှာတစ်ပဲရှိသေးတယ်ခင်ဗျာတစ်ကိုကျွန်တော်တို့ကလေးဖြစ်ချင်ရင်3တလုံးထည့်ရင်6 5ပေါင်းခြင်းကလေးဆိုဖြစ်လိုက်တဲ့3ကတော့ကျွန်တော်မိတ်ဆွေတွေလာမယ်ဒါကျွန်တော်တို့တောက်ကြာနေ28ရေ3025မှာထွက်မဲ့ဒုတိယနောက်ဝေးဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာလဲကိုပရိတ်ဒီနေရာမှာလဲကိုပရိတ်ကိုကျွန်တော်ပေးနေတယ်ကိုပရိတ်ဆိုင်ကတော့လာမယ်ဒါ တောက်ကြနေတဲ့အထူးချက်ချလေးဖြစ်တယ်။ဒီကတဲ့နှစ်ခွက်တည်းရပေကနအကျော်မိတ်ဆွေတို့ကြိုက်ဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းချန်ပြူစီခြင်းနဲ့နောက်ရက်မှာလည်းကျွန်တော်မိတ်ဆွေတို့ကျွန်တော်က 3D ကိုတောက်ကြနေကျွန်တော်ညနေပိုင်းမှာတင်ဆက်ပေးဖို့ရှိတယ်။အဲ့ဒီဗီဒီယိုလေးကိုလည်းထပ်မံကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေ Subscribe ဆိုတဲ့စာရနဲ့ သူရဲ့ဘေးနားကခေါင်းလောင်းလေးကိုတည်ထိုင်ပြီးကျွန်တော်တည်တည်များဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေချင်းနဲ့ပြင်ကြီးထမှန်ပြီးတော့ကြည့်ရှုနေမှာဖြစ်တယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ဂျာတာဘေးနေပူဂျူမှာလည်းကျွန်တော်တို့ကတက်အောင်ခဲ့တာဖြစ်တဲ့ရကြလိမ့်မယ်လို့လည်းထင်တယ်။ဗီဒီယိုရသေးတယ်ရတဲ့သူတွေကျွန်တော်တို့ပြီးဒီဝန်သားလေးဖြစ်ဖို့လည်းတောင်းဆိုချင်တယ်။ဒီကနေ့မှလည်းကျွန်တော်မိတ်ဆွေကျွန်တော်ထမှန်တင်ဆက်ပေးထားတာဒီလာမယ့်တာကျွန်တော်တို့28ရက်3လ 2025မှာထွက်မယ်ကျွန်တော်ကဒူတီကိုကြော်မိဆွေတို့အကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးထားတယ်။အာပထမကဏ္ဍတစ်ခုကတော့ကျွန်တော်ကိုဘရိတ်လေးပဲထည့်ရပြီးတော့နောက်ထပ်ကဏ္ဍကလည်းကိုဘရိတ်ကိုထပ်ပြီးတော့ပေးနေတယ်ခင်ဗျာ။နောက်ထပ်ကြော်မိဆွေတို့မြေတားလည်းဆောင်နေတယ်ကျွန်တော်ကခွန်၈ဆိုတဲ့ကျွန်တော်ညီကိုလေးကိုမြေတားလည်းဆောင်ထည့်ပေးထားပါတယ်။အကြိုက်ဆုံးကဏ္ဍတစ်လုံးကတော့ကြော်မိဆွေတို့ရဲ့၈ဖြစ်တယ်ခင်ဗျာ။၈ကြိုက်တဲ့လူက၈ကိုကစားကြောက်ချိုက်၆ကြိုက်တဲ့လူက၆ကိုကစားနိုင်တယ်။အခွေသမားတွေတော့ကျွန်တော်တို့မှာ၈၈ခွန်၆ လေးလုံးကိုခွေးရင်တို့ထီထီမိမိလေးဖြစ်ပါပါအကောင်းဆုံးကြိုးစားတာဖြစ်အတွက်ကြိုက်တုံမဲ့လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးဝင်ရောက်ကြည့်ရှုနေတဲ့မိတ်ဆွေအားလုံးလည်းဒီကလေးလေးနဲ့ပေါ့ပါတဲ့ရောက်စမကောင်းတောင်းပေးခြင်းနဲ့ကျွန်တော်ဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခွေးချမ်းသာနေတဲ့ပြည်စုံစေကျွန်တော်တို့စိတ်ပေးစပါပါပြီယောဂဖိရနေကင်းလို့ပြီးတော့အေးချမ်းသာရစွာပြန်လည်နေထိုင်နိုင်ပါစေလို့စမကောင်းတောင်းနေတယ်ပဲကျွန်တော်ဗီဒီယိုလေးတော့လည်းပဲဆုံးသက်ရနောက်ပါတယ်အားလုံးပဲကံကောင်းရေပေါ့ကြပါစေခင်ဗျာ